အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကမ်ဘီယာကျက်ချီအကြောင်းလေးကိုနည်းငယ်ပြောပြခြင်းပါတယ်ကမ်ဘီယာကျက်ချီဆိုတာဟာလက်ညူအောင်ကြတာဘေးကျူကုံပေါ်နဲ့လက်တကြွယ်အောင်ညံလန်းနဲ့နှလုံးလန်းကြတနင်းကနွေကျူကုံအောက်မှာပါတာကအကောင်းဆုံးသင်္ကေတကမ်ဘီယာကျက်ချီကလို့ခေါ်ပါတယ်တချို့ကကမ်ဘီယာကျက်ချီကပါတိုင်းကောင်းတယ်လို့ပြောလို့မရပါဘူးကမ်ဘီယာကျက်ချီကဆိုတာလက်ညူအောင်ကြတာဘေးကျူကုံမှာပါတာအကောင်းဆုံးဖြစ်ပါတယ်နောက်တစ်ခုကတော့နှလုံးလန်းကြောင်းနဲ့ညံလန်းကြောင်းကြလက်တကြွယ်အောက်မှာပါတာအကောင်းဆုံးဖြစ်ပါတယ် အင်းညာတွေမှာပါရင်ဂမ်ဘီယာတက်ချီခတ်လို့ခေါ်ပါတယ်။ဂမ်ဘီယာတက်ချီခတ်ဟာလက်ကလေးအောင်နှလုံးလမ်းကြောင်းနဲ့ညာလမ်းကြောင်းကြားမှာပါနေတိတ်ပြီးတော့ကောင်းကျိုးပေးလို့မရှိပါဘူး။လက်ကလေးအရင်စနေဂျူခုံအောင်နှလုံးလမ်းကြောင်းနဲ့ညာလမ်းကြောင်းကြားပါနေမယ်ဆိုရင်အိမ်တော်ကြီးပြဿနာကြုံရတာမျိုးအိမ်တော်နဲ့ဆက်ကြတတ်တာမျိုးလူလက်ပိုင်းတွေမှာမုတ်ဆူမှ တခုလက်မှဖြစ်တတ်တာမျိုးအကြောင်းမျိုးမျိုးကြောင့်စီးပွားရေးရိုင်းရိုင်းသွားတာမျိုးအမှုခင်းနဲ့ရင်ဆိုင်ရတာမျိုးစသဖြင့်အများဆုံးကြုံရလေးရှိပါတယ်။ ကောင်းကျိုးပေးတာတော့နည်းပါတယ်။နောက်ပြီးကံလန်းချောင်းရဲ့ထိတ်မှချက်ချီခတ်တီရှိနေပြီးတော့ကံလန်းချောင်းကိုပိတ်ပြီးရက်နေရင်လဲဘဝဇက်သိမ်းမလာပါဘူး။ကံမီရဲ့ချက်ချီခတ်ဆိုတာကဂျာသာပလီဂျူခုံမှာပါတာအကောင်းဆုံးချက်ချီခတ်တစ်ခုပါပဲ။ချက်ချီခတ်ရဲ့တကူနဲ့ဂျာသာပလီဂျူခုံရဲ့ကောင်းကျိုးတွေပဲပေးတတ်တဲ့ဂျာသာပလီဂျူအိမ်ရဲ့စွမ်းအားနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ရရှိလာတဲ့အကျိုးကျေးဇူးတွေကအလွန်ကောင်းပါတယ်။ဂျာသာပလီဂျူခုံအရင်ချက်ချီခတ်ရဲ့စွမ်းအင်တွေကတော့မကောင်းတာတွေကြုံတွေ့တော့မှဆိုရင် ကြိုတင်သတိပေးနိုးစော်ခြင်းအိမ်မက်ထဲ၌တော်၎င်းနားထဲ၌တော်၎င်းမျက်လုံး၌မြင်လိုက်ရ၍တော်၎င်းစိတ်ထဲမှမြင်လိုက်သလိုတော်၎င်းစသည်တို့ကိုကြိုတင်အသိပေးတတ်တဲ့စွမ်းရည်ဂုံတတ္တိတွေရှိပါတယ်။ဒါ့အပြင်မကောင်းမှုတွေကိုတိုက်ထုတ်တတ်တဲ့စိတ်တကူစွမ်းရည်တွေလည်းရှိပါတယ်။ဦးစားတာလည်းကောင်းတတ်ပါတယ်။အများအဖြစ်ကြွယ်ဝချမ်းသာကြတာများပါတယ်။ဘာသာတရားလိုက်စားတဲ့သူတွေတရားဘာဝနာပွားများတဲ့သူတွေ စံကျင်တဲ့ဂမ်ဘီယပညာတက်မြောက်သူတွေရဲ့လက်မှာအများဆုံးပါလိရှိပါတယ်။ဘယ်ပညာကိုမဆိုသင်ယူမယ်ဆိုရင်လည်းတက်မြောက်လွယ်တက်တဲ့သူတွေဖြစ်ပါတယ်။သူကကောင်းလာတယ်လာတော့မယ်ဆိုရင်လည်းဒူးနဲ့ဒဲနဲ့လာအောင်တွန်းပို့ပေးနိုင်စွာရှိပါတယ်။အိမ်မက်မိတ်လည်းမန်နေတက်ပါတယ်။ထင်းရင်ထင်းသလိုပြင်းနေတက်ပါတယ်။နောက်ပြီးအဲ့ဒီနေရာမှာပါတဲ့သူတွေတိုင်းဟာနောက်ဆုံးမှာအောင်မြင်မှုတရဖို့ကိုစောင်းနိုင်ကြတဲ့သူတွေကြီးပဲဖြစ်ပါတယ်။ သူတို့ရဲ့ဘဝအစကမလာပါခဲ့ပေမဲ့လည်းနောက်ဆုံးမှာပန်းတိုင်ကိုရောက်ကြတဲ့သူရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ဒူချာချက်ကတော့သူတို့တွေဟာစိတ်ထားမုံမြတ်တတ်ကြပါတယ်။လိမ္မာယဉ်ကျေးပါဏတတ်တဲ့သူတွေဖြစ်ပါတယ်။တထွာလောက်ပြောရင်တလန်လောက်မြင်နိုင်စွမ်းရှိတဲ့သူတွေဖြစ်ပါတယ်။ဉာဏ်ရည်ထက်မြက်ကြပါတယ်။ရိုင်းဆိုင်တဲ့ဇာတ်ကားကိုလည်းစူလေးမရှိကြတဲ့သူတွေဖြစ်ပါတယ်။ဘာသာတရားလိုက်စားတဲ့နေရာမှာလည်းဝါသနာပါကြပါတယ်။ကြီးကျယ်မြင့်မြတ်တဲ့စိတ်ထားရှိကြတဲ့သူတွေဖြစ်ပါတယ်။ ပင်ကိုဗီဇနဲ့ကိုပိုင်စိတ်တကူစွမ်းအားရှိကြတဲ့သူတွေလည်းဖြစ်ပါတယ်။ဒါကတော့ဂမ်ဘီယာချက်ချင်းနဲ့ပတ်သက်တဲ့ဘဟုတုတလေးတွေကိုမျှဝေတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်ထပ်မျှဝေမယ့်လက္ခဏာဘဟုတုတလေးကတော့မာဒရီဂန်ပဲဖြစ်ပါတယ်။အသက်လမ်းကြောင်းကထွက်ပေါ်လာတဲ့ကံလမ်းကြောင်းဟာညံလမ်းကြောင်းပေါ်မှာမဟာဒရီဂန်အကြီးကြီးအဖြစ်အဆုံးသတ်ထားမယ်ဆိုရင်ကိုပိုင်အယောင်ဆိုင် ကြီးကြီးမမပိုင်ဆိုင်တက်ပါတယ်။ကံလမ်းကြောင်းဟာအသက်လမ်းကြောင်းကနေထွက်ပေါ်နေတဲ့အတွက်ကြောင့်မိမိကိုယ်ကိုထိ ंछ ုံနိုင်စွမ်းရှိပြီးဝေကြီးကိုစနစ်တကျစီမံခန့်ခွဲတက်ပါတယ်။ အသောစာအပျော်ပါလိုက်စာချင်းလဲကင်းရှင်းတက်ပြီးမိမိရဲ့နာမည်သိခါတရားကိုအလေးထားတတ်ပါတယ်နောက်တစ်ခုကအိမ်တော်ရင်းလန်းချောင်းအကြောင်းပါအိမ်တော်ရင်းလန်းချောင်းဟာပုံမှန်ပြထားသလိုမျိုးလက်သံအောက်ဗုဒ္ဓဂျူခုံကိုကျော်လွန်ပြီးတော့လက်သွေအောက်တနင်္ဂနွေဂျူခုံနာတိရောက်နေမှဆိုရင်လက္ခဏာရှင်ဟာမိမိထက်ပညာအကြီးချင်းဖြစ်စေစီးပွားဥစ္စာမြင့်မားတဲ့သူနဲ့ဖြစ်စေအိမ်တော်ကြားတတ်ပါတယ်အိမ်တော်ရင်းလန်းချောင်းအဆုံးသတ်ဟာခရင်ကွားနဲ့အဆုံးသတ်ထားမှဆိုရင်တော့အတွေးမြင်မတူတာသဘောထားမတိုက်ဆိုင်တာမျိုးဖြစ်တတ်ပါတယ် ီလိုမှမဟုတ်ရင်လူမျိုးကြားဖြစ်စေဘာသာမတူတဲ့သူနဲ့ဖြစ်စေဘူးစာစုံရတတ်ပါတယ်နောက်တစ်ခုကတော့တခြားသူတွေကြောင့်အဲ့တော်ကြီးအဆင်မပြေခြင်းလက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လောက်ဝါပြင်ကိုကြည့်လိုက်ပါနံပါတ်၁ချက်ကတော့ကံလန်းကြောင်းဟာတောက်ကြကျူးကိုအတွင်းကနေအစပြုထွက်ရှိလာပါတယ်ဒါကြောင့်မိဘဆွေမျိုးတွေဝင်ဆုတ်ဖက်ပြီးအဲ့တော်ကြီးကန်ဆိုးစီတတ်ပါတယ်နံပါတ်၂ကတော့အသက်လန်းကအမြင်တစ်ခုဟာတောက်ကြကျူးကိုမှကြဆင်းနေပါတယ်ဒါကြောင့်အဲ့တော်ကြီးမှာတတရားလူပေါ်လာခြင်းကြောင့်ကန်ဆိုးခြင်း အချစ်သစ်ပေါ်ခြင်းတို့ဖြစ်တတ်ပါတယ်။နံပါတ်3ကတော့အသက်လန်းကကံအတက်လန်းကိုတောက်ကြဥပက်လန်းကဖြတ်သွားခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့မိဘဆွေမျိုးတွေကမိမိရဲ့အိမ်တော်ဘက်ကိုမကြည်ဖြူတဲ့အတွက်ကြောင့်ကံဆိုးစေတတ်ပါတယ်။နံပါတ်4ကံလန်းချောင်းကိုဩဇာလန်းသို့မဟုတ်တန်ရုံးစဉ်လန်းချောင်းကမတိပဲနဲ့ရှင်တွဲနေတတ်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့အိမ်တော်ဘက်ဟာစန့်ကျင်ဘက်လိန်နဲ့အတူတူကစီးပွားရေးလုပ်ခြင်းသူသူကမိမိအိမ်တော်ဘက်ကိုအဆအဆရရကူညီနေခြင်းတွေကြောင့်အမြင်ဆောင်လာပြီး ြဿနာပေါ်ခြင်းတို့ကိုပြည့်စုံတတ်ပါတယ်။တင်းရက်လက်ညာလန်းကြောင်းပေါ်မှာဒီလိုငါးရုပ်မှတ်သားပါလာခဲ့မယ်ဆိုရင်အဆိုးကောင်းဆိုတာရှိပါတယ်။အကောင့်ဘက်အနေနဲ့ကတော့ဒီလိုပါတဲ့လူတွေဟာသူတို့ရဲ့ဘဝမှာစီးပွားရေးအပိုင်းမှာအားသာပြီးကောင်းမွန်ကြပါတယ်။ဒီလိုကောင်းမွန်လဲအားပြုကြိုးစားတတ်ကြပါတယ်။သူတို့ဟာကိုယ်ပိုင်လုပ်ငန်းတွေနဲ့အစုအဖွဲ့လုပ်ငန်းတွေမှာအကျိုးပြုအပ်ဆက်ပါတယ်။သူတို့ဟာစီးပွားရေးအပိုင်းမှာအဓိကအားပြုတဲ့လူတွေဖြစ်ပါတယ်။ပြီးရင် သူတို့ရဲ့ကိုယ်ပိုင်တွေးခေါ်ရလဲကောင်းကြပါတယ်အစိုးဘက်အနေနဲ့ကတော့ဒီလူငားယုံမျိုးပါတဲ့လူတွေကလက်နက်အန်တီရဲ့ကြုံရတက်ပါတယ်သူတို့ပေါ်မနာလိုတဲ့လူတွေလည်းများတက်ပါတယ်ဒါကြောင့်သူတို့ဟာအတားအဆီးတွေအပြတ်တွေနဲ့ကြုံရတက်ပါတယ်လက်နက်တွေနဲ့ပတ်သက်ပြီးတော့ထိခိုက်နိုင်တဲ့အာဏာမှုမျိုးလည်းရှိပါတယ်ဒါကြောင့်ဒီလူငားယုံပါလာခဲ့မယ်ဆိုရင်တော့တင်းရံဘွားမှာအတားအဆီးတော့များနေပါလိမ့်မယ်နောက်တစ်ခုကတော့ကံလန်းကြောင်းရဲ့အစမှာခရင်ကွာပါရှိခြင်းလက္ခဏာပဲဖြစ်ပါတယ် ပုံမှန်ပြထားသလိုမျိုးကံလန်းကြောင်းရဲ့အစမှာခရင်ခွားပါလာခဲ့မယ်ဆိုရင်သူသူတို့ရဲ့ဘဝမှာကံထောက်ပံ့နေကောင်းကြပါတယ်။ကံထောက်ပံ့နေကိုရရှိခံစားရမယ်လို့ပြနေပါတယ်။ဘဝမှာသူရဲ့လှုပ်ဆောင်မှုတွေကနေအကျိုးအမြတ်တွေငွေကြေးတွေများများရရှိပါလိမ့်မယ်။သူရဲ့ဘဝမှာငွေကြေးကံ၊အလုပ်ကံ၊စီးပွားရေးကံနဲ့ရက်ဝေးကံတွေကောင်းပါလိမ့်မယ်။ဒီလိုပါလာတဲ့သူတွေဟာသူတို့ရဲ့ဘဝမှာကံတရားရဲ့အထောက်အကူကိုကောင်းကောင်းရရှိပါလိမ့်မယ်။မိသားစုရဲ့အထောက်အကူကိုလည်းရရှိသလိုကိုကလည်းမိသားစုကိုပြန်ပြီးထောက်အကူပေးနေရတတ်ပါတယ်။ ာတွေကနေလဲသူကပြန်ပြီးတော့အစဉ်ပြေနေတတ်ပါတယ်။နောက်ဆုံးတစ်ခုကတော့အချစ်ရေးမှာကျမဇိုးဝင်တက်ခြင်းလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာအင်္ဂါဂျူကိုအဖိုးကလာတဲ့ဥပတ်လမ်းကြောင်းအမှတ်သားပါပြီးအသက်လမ်းကြောင်းကိုလည်းတွားပြီးထိနေပါတယ်။ဒီလိုလက္ခဏာမျိုးပါလာခဲ့မယ်ဆိုရင်မိမိအလွန်ချစ်မြတ်နိုးတဲ့သူကမိမိကိုပြစ်သွားခြင်းကိုခံရတတ်ပါတယ်။မိမိဟာအချစ်ရေးမှာဝမ်းနဲ့ကြည်ကွဲဖွဲ့ရတွေကိုခံစားရမယ်။ကျမဇိုးနဲ့ကြုံတွေ့ရမယ်။ မိမိမျက်နှာတဲ့သူဟာမိမိရဲ့လက်ပေါ်မှာပဲကွဲလွန်တတ်ပါတယ်။အထူးသဖြင့်မိမိဟာဝမ်းနဲ့ကြည်ကွဲခြင်းကိုခံစားရပါမယ်။ဒီမှန်းချက်လမ်းကြောင်းဆိုတာအတလန်အစားပိုင်းကနေထွက်ပေါ်လာပြီးကြာတာပြီးဂျိုခုံကိုထောင်တန်းနေတဲ့လမ်းကြောင်းတွေအဖြစ်တွေ့ရပါတယ်။ပုံမှန်ပြထားတဲ့ဒီမှန်းချက်လမ်းရဲ့ထူးခြားချက်ကတော့ဦးကောင်းလမ်းကြောင်းမှာအဆုံးသတ်တာဖြစ်ပါတယ်။ကြာတာပြီးဂျိုခုံကိုတိုက်ရိုက်ထိုးတက်နေတဲ့ဒီမှန်းချက်လမ်းကြောင်းမျိုးတော့မဟုတ်သေးပါဘူး။ အသက်လမ်းကြောင်းနဲ့ညံလမ်းကြောင်းစတင်ထွက်ပေါ်တဲ့အစမတ်ကွာဝေးတဲ့သူတွေမှာတွေ့ရတာများပါတယ်ဒီလိုကြီးမှန်းချက်လမ်းကြောင်းမျိုးပါရှိတဲ့သူဟာကောင်းမှပြီးလှုပ်ချင်ရတဲ့ဇွတ်ထိုးလှုပ်တတ်တဲ့သူတွေဖြစ်ပါတယ်ဒီလိုကောင်းမှပြီးလှုပ်ချင်ရတဲ့ဇွတ်ထိုးလှုပ်တတ်တဲ့သူတွေရဲ့အောင်မြင်ခြင်းလို့ပြောရမယ့်လမ်းကြောင်းလည်းဖြစ်ပါတယ်ဒီလိုလမ်းကြောင်းတွေပါလာခဲ့မယ်ဆိုရင်ထိုးသူဟာစမ်းသစ်တီထွင်နိုင်စွမ်းတွေစမ်းသစ်တဲ့အတွေးခေါ်တွေကိုပေါ်ပြနေခြင်းဖြစ်ပါတယ်ဘဝမြင့်တင်ရေးကျိုးပန်းဆောင်ရွက်ချက်တွေနဲ့ကြီးမှန်းချက်ပန်းထိုင်ရောက်ခြင်းကိုလည်းပေါ်ပြပါတယ် လူမှုရေးအစင်တန်းတစ်တခုဘဝတစ်တခုကနေအစင်တန်းမြင့်တဲ့ဘဝတစ်ခုကိုတက်လန်းတဲ့နေရာမှာရွေချက်ပြီးပြည့်စုံခြင်းရှိမရှိဘယ်ကာလမှာဘယ်လိုဖြစ်မယ်ဆိုတာကိုလည်းပေါ်ပြတတ်ပါတယ်။အောင်မြင်မှုလိုမျိုးအပြုသဘောဆောင်တဲ့တိုးတက်မှုတွေစွမ်းဆောင်နိုင်စွမ်းတွေကိုလည်းပေါ်ပြပါတယ်။ဒါကြောင့်ဒီလမ်းကြောင်းလေးမိမိရဲ့လက်မှာပါလာခဲ့မယ်ဆိုရင်ပါတဲ့လမ်းကြောင်းလေးကလည်းကောင်းမွန်ပြီးကျွန်းတွေအပြတ်မှတ်တွေကင်းနေမယ်ဆိုရင်တော့သင်ဟာကံကောင်းတဲ့သူတစ်ယောက်သို့မဟုတ်ရည်မှန်းချက်အတိုင်းဖြစ်တတ်တဲ့သူတစ်ယောက်ဖြစ်လာမှာကတော့ဤကံအမှန်ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့အသက်လမ်းကြောင်းတက်လာတဲ့ကံလမ်းကြောင်းပဲဖြစ်ပါတယ်။ဒီကံလမ်းရဲ့ထူခြားချက်တွေလည်းရှိပါသေးတယ်။ဒီအချက်တွေကတော့သတိထားဖို့ကောင်းပါတယ်။ကံလမ်းကြောင်းကအသက်လမ်းကြောင်းကနေစတင်ထွက်ပေါ်လာမယ်ဆိုရင်ထိုးသူကအဲ့ဒီအသက်ရွယ်ရောက်မှကြီးပွားချမ်းသာခြင်းကိုအေကံမုတ်ချကြားရောက်မှဖြစ်ပါတယ်။ဒါပေမဲ့ဒီကံလမ်းမှာလည်းသတိပြုဖို့ကောင်းတဲ့အချက်ကလေးတွေရှိပါသေးတယ်။ကံလမ်းကြောင်းကအသက်လမ်းကြောင်းနဲ့ပူပြီးတက်သွားမယ်ဆိုရင်ထိုးသူဟာမိဘဆွေမျိုးသားချင်းတို့ရဲ့ကြောက်ချက်မှုတန်ကိုမလွန်ဆန်နိုင်တဲ့သူဖြစ်ပါတယ်။ကျိမ့်မိတ်ပြီးတော့တော်လကောင်းအနစ်နာခံပြီးတော့တော်လကောင်း တန်ရောစင်ကြောက်တော့လကောင်းလွတ်လပ်တဲ့ကြိုးစားမှုကိုတော့မရရှိမအောင်မြင်တတ်ပါဘူးမိမိရဲ့ကိုယ်နဲ့တခြားသူတို့ရဲ့စိတ်နဲ့လှုပ်ရှားရှင်သန်နေရတတ်ပါတယ်ဒီလိုအသက်လမ်းကြောင်းနဲ့ပူးတဲ့နေရာကနေခွဲထွက်ပြီးတီးခြားထိုးထွက်လာခဲ့ရင်အဲ့ဒီအသက်ပိုင်းကနေစတင်ပြီးမိမိရဲ့ကံကြမ္မာကိုမိမိပန်တီးနိုင်ခြင်းတခါတရံအိမ်တော်ပြုရခြင်းတို့ကြုံရတတ်ပါတယ်ဒီလိုကံလမ်းကြောင်းမျိုးပါလာတဲ့သူဟာငယ်စဉ်ကကံဆိုးတက်ပြီးတော့အခက်အခဲတွေနဲ့ကြုံရတတ်ပါတယ်ဒါပေမဲ့အသက်ကြီးပိုင်းမှာတော့ကံကောင်းလာတတ်ပါတယ် ထိုသူတွေဟာပြင်ပမိတ်ဆွေတင်ကဟပေါင်းသိင်းနေတဲ့ကင်းဝေးရတက်ပြီးတော့အပေါင်းသိင်းကောင်းနေလဲကင်းမဲ့နေတက်ပါတယ်။ဒါကတော့အသက်လမ်းကြောင်းကတက်လာတဲ့ကံလမ်းကြောင်းရဲ့ထူးခြားပွဲတတိထားစရာအချက်ကလေးတွေပဲဖြစ်ပါတယ်။ဒီကနေ့လက္ခဏာဘူးတလေးကတော့ဒီလောက်ပါပဲ။အားလုံးလက္ခဏာပညာသုတတိုးပွားနိုင်ကြပါစေ။